ကဲကျွန်တော်ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့22မှ3ရက်မတ်လ2025တနင်္ဂနွေနေ့ကနေပြီးတော့22မှ9ရက်မတ်လ2025စနေနေ့အထိတပတ်တာကာလအတွင်းကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။ကြာသာပရိသသမီးတွေကတော့ဒီတစ်ပတ်မှာဆိုရင် စမ်းပွင့်တဲ့အချိန်ဖြစ်ပါတယ်လူငယ်များဖို့ဆိုရင်တော့ချစ်စုရည်းသားတစ်တည်းရရှိတတ်တယ်ဟလာအခြေအနေပတ်သက်လို့မေတ္တာရေးကိစ္စတွေမှာဝမ်းသာပျော်ရွှင်ရတတ်တယ်ဟလာကွဲကွာနေတဲ့ဟလာအခြေအနေမေတ္တာရေးကိစ္စတွေပြန်လဲပေါင်းစည်းပေါင်းစပ်နိုင်တယ်အဆက်အသွယ်ပြတ်တောက်နေလဲအဆက်အသွယ်တွေပြန်ရနိုင်တယ်အဲ့တော့အခြေအနေမေတ္တာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမလွတ်လပ်တာစိုးရင်ကြောင်းကြရတာပူပန်နေရတယ်ဆိုတာမျိုးတွေမရှိဘဲနဲ့ဟလာလွတ်လွတ်လပ်လပ်ပျော်ရွှင်ကြည်နူးရပြီဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ် လာအခြေအိမ်တော်ရင်းနဲ့ပတ်သက်လို့မြစ်တိုင်ရင်းနဲ့ပတ်သက်လို့ဂျားလူကဝင်ပြီးတော့ကူညီတာပူပေါင်းဆောင်ရွက်မှုတွေလုပ်ပေးတာဟလာပေါင်းကူတရားလုပ်ပေးတာဆိုတာမျိုးတွေထောက်ပံ့တာဆိုတာမျိုးတွေလည်းကြုံတွေ့နိုင်တဲ့တပတ်တာဖြစ်ပါတယ်အနှစ်ချုပ်အဖြစ်ဒီတပတ်မှာဆိုလို့ရှိရင်အခြေမြစ်တိုင်ကြီးမှာပဲဖြစ်ဖြစ်ငွေကြီးနဲ့အလုတ်ကင်မှာပဲဖြစ်ဖြစ်ကို့မှာအဲဆိုရင်ကြောင်းကြနေရတာအခက်ခဲတွေရှိနေတာမျိုးတွေမဟုတ်တော့ဘဲနဲ့ဟလာလွတ်လပ်သွားပြီအဆင်ပြေသွားပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့ဒီလိုပဲအလားတူပဲဒီတပတ်မှာကုညီသူပံ့ပိုးသူတွေ ရရှိတတ်တယ်စကားပြောဆိုရေးကိစ္စတွေမှာအောင်မြင်မယ်အဲ့တော့ကိုယ့်ဘက်ကနေအစဉ်ပြေဖို့စကားပြောမယ်ဆွေးနွေးမယ်ဆိုရင်ကိုယ့်ဘက်ကအတားရမယ်အနိုင်ရမယ်စကားများများပြောရမယ်ကိုပြောတဲ့စကားတွေကကိုယ့်အတွက်အကျိုးရှိမဲ့စကားတွေဒါဖြစ်တယ်အဲ့တော့ဒီတော့မှဆိုလို့ရှိရင်တော့ကိုကအဲရဝေးရနေတရင်ကောင်းကြားရတာရဝေးရနေပြီးတော့ပျော်ရှင်စရာဟုတ်လားလက်ဆောင်ပစ္စည်းတွေရတာအမှတ်တရပစ္စည်းစသဖြင့်ဒီလိုဟာမျိုးတွေလည်းရရှိရတဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့ကိုလုံနေတဲ့လုတ်ရက်ပေါ်မှာအကူကြီးသူပံ့ပိုးသူဆိုတာမျိုးတွေရရှိလာတတ်တယ်အကူကြီးတောင်းခံမှုကိစ္စတွေရှိရင်ဒီတစ်ပတ်တာမှာအကူကြီးတောင်းခြင်းဖြစ်ဟာလာအဆင်ပြေနိုင်တယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်အဲအလားတူပဲဒီတစ်ပတ်မှာကောင်းသောခရီးတွေကြုံရမယ်အရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေစီမံဆောင်ရွက်ခြင်းဖြစ်ဟာလာအဆင်ပြေမယ်အောင်မြင်မယ်အဲ့တော့အရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေဒီတစ်ပတ်တာမှာရည်ရွယ်ထားတယ်အကောင့်တွေဘောလုံးဆောင်မယ်ဆိုအောင်မြင်နိုင်တဲ့တစ်ပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာမှာဆိုလို့ရှိရင်တော့ဟာလာ ကိုကအကူအညီတွေအထောက်ပံ့နေနဲ့ဟဟဟရရှိမဲ့တပတ်တာဖြစ်သလိုအဲမြစ်တာရဲ့အခြေအနေနဲ့ပတ်သက်လို့အစမပြေလို့စိတ်ညစ်နေတော့ပြန်လဲပြီးတော့ဒီကိစ္စတွေကိုစူးစမ်းလုပ်ယူဖန်တီးခြင်းပြက်ပြန်လဲအဆင်ပြေဟဟပေါင်းစည်းပေါင်းဖက်ပြီးတော့အဲကြုံရမဲ့တပတ်တာဖြစ်တယ်အခြေအနေမြစ်တာရဲ့ပတ်သက်ဝန်သားစရာတွေစိတ်ကြည်နူရတာမျိုးတွေအခံရမယ်လက်ဆောင်ပစ္စည်းတွေဆိုတာမျိုးလည်းရတတ်တယ်အဲ့တော့အလောက်ကန်စီပွားရေးနဲ့ပတ်သက်လဲလောက်ကန်ကြံစီသမ ्या ကိုကုညီသူပံ့ပိုးသူတွေနဲ့ရောက်လာတတ်တယ်ဆိုတဲ့တပတ်တာဖြစ်တယ် ဒီဘက်တာမှာမေတ္တာပို့ခြင်းဖြစ်ပို့ပြီးတော့ကံတရားကိုပူကောင်းစေမဲ့တပတ်တာဖြစ်တယ်အဲ့တော့မူလရှိနေတဲ့ကံအခြေအနေထက်အဲမေတ္တာသုတ်ရွတ်တာမေတ္တာပို့တာဆိုရင်ပို့ပြီးတော့ကံကောင်းနိုင်တဲ့အခြေအနေမျိုးဖြစ်မယ်အဲ့တော့ကိုယ်ပိုင်လုံကရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းဒီတစ်ပတ်တာမှာပုံမှန်အနေထားထက်ပို့ပြီးတော့ကောင်းလာနိုင်တဲ့အလားလာရှိတယ်ဟုတ်လားဒီဘက်တာမှာငွေကြေးနဲ့ပတ်သက်ရင်လည်းအထောက်ပံ့အကူအညီလမ်းခွင်တွေတာတယ်ကံကောင်းတယ်လို့ပြောလို့ရတယ် အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဒီတော့ဒါမှာအစာမစီမဖြစ်တတ်တယ်စီးတောက်တာမမားဘူးအစာမတည့်တဲ့အစာအစာတွေမစားမိဘူးဟဲ့လားမူတာပြုတ်အာဏာမျိုးတွေမတော်တဆဖြစ်တတ်တယ်ဒီတစ်ချက်ကိုသတိထားပါဆိုတာမျိုးပါပဲအဲ့တော့လုပ်ငန်းတွေထူထောင်မဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုစီမံဆောင်ရွက်မယ်အလုပ်သားချက်မဲ့အင်တာဗျူးဖြေမယ်အထက်လူကြီးနဲ့စကားပြောမယ်စသဖြင့်ဒီလိုအရေးကြီးတဲ့ကိစ္စတွေဟဲ့လားကိုယ့်ရဲ့ကိုကြီးကိုယ်တာကိစ္စတွေကိုကြံစီရွယ်ထားတယ်ဒီတစ်ပတ်မှာအကောင့်တွေပေါ်လက်တွေ့လှုပ်ဆောင်ခြင်းဖြင့် အောင်မြင်နိုင်တဲ့တပတ်တာဖြစ်ပါတယ်ဒီဘက်ဒီဘလို့ပဲဖြစ်ဖြစ်ကုညီသူပံ့ပိုးသူတွေနဲ့ဟလာကံကောင်းအဆင်ပြေနိုင်မဲ့တပတ်တာဖြစ်ပါတယ်မိမိဘက်ကလှုပ်ဖို့သာလိုတယ်ကံတရားကမျက်နှာသာပေးနေမှာဖြစ်တယ်လက်မဲ့အခြေအနေကနေလက်ရှိအခြေအနေပြန်ဖြစ်လာမယ်ဟလာစိုးရိမ်နေရတဲ့ခက်ခဲနေတဲ့ပူပန်ကြောင်းကြနေရတဲ့အခြေအနေမျိုးကနေကောင်းစွာလွတ်မြောက်ပြီးတော့ပြည့်ရှင်နိုင်မဲ့တပတ်တာဖြစ်ပါတယ်အလွန်ကံကောင်းတဲ့တပတ်တာဖြစ်သလိုဒီတစ်ပတ်ကံကောင်းလက်ရှင်အကျိုးပေးကဏ္ဍဒီရှစ်ကဏ္ဍတစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းမှာစက်သွေးအောင်ဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများတို့ပါ